င်းမမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအောင်လည်းမင်္ဂလာပါတော့ကျွန်တော်မနေ့ကတော့ကျွန်တော် social media မှာကျွန်တော်အကောင့်မှာရောကျွန်တော်ရဲ့ page တွေမှာကျွန်တော်2026ကမ္ဘာဖလားပြိုင်ပွဲနဲ့2022ကာတာကမ္ဘာဖလားပြိုင်ပွဲကြား ကွာဟနေတဲ့ ticket price တွေပေါ့လေဒါ ticket ကပြ2018ကမ္ဘာဖလားရုရှားမှာကျင်းပတဲ့အချိန်2022ကာတာမှာကျင်းပတာနဲ့အမေရိကန်မှာကျင်းပမတူတာကကာတာမှာရောရုရှားမှာက category တခုတခုစီကိုသူတို့မှာ face fee ဆိုတာရှိတယ်အတိအကျပဲတရာကုန်ရင်တရာပဲကုန်တာပြီးရင်ဒုတိယ category မှာ165ဆို165ပဲနောက်တစ်ခုက200အစိတ်ဆို200စိတ်ဒါပဲကုန်တာအမေအမေရိကန်မှာက between ဖြစ်တာဗျ80နဲ့150ကုန်မယ်လို့400နဲ့600ကုန်မယ်အဲ့လိုမျိုးကြားဗျာဆိုတော့ price ကမတူဘူးဆိုတော့အဲ့မှာကျွန်တော်တို့အဲ့ world cup ပြိုင်ပွဲနှစ်ခုကိုကျွန်တော် night ရှင်ပြီးတော့ ticket လေးတွေ price တွေကျွန်တော်ချပြလိုက်တဲ့အချိန်မှာ Qatar ရဲ့ဘောလူပွဲဈေးအသက်သာဆုံး final ticket က face value เนาะ face value ဆိုတာက official FIFA website ကနေ Qatar နိုင်ငံသားတွေ Qatar နိုင်ငံမှာအလုပ်လုပ်တဲ့သူတွေနောက်တစ်ခုက Qatar မှာနေတဲ့ ID ရှိထားတဲ့သူတွေအလုံးအတွက်တည်တံ့ပေးတဲ့ဈေးအပေါ်ဆုံး final ticket က American dollar 206ဒေါ်လာရှိပြီးတော့ဈေးအကြီးဆုံး ticket official price က 1609ဒေါ်လာရှိတယ်။ဒါ2022ကမ္ဘာဖလားပြိုင်ပွဲမှာဒီရာထဲမှာ international ပေးသက်တွေဝယ်ထုတ်ရတာက category 3ရယ်2ရယ်1ရယ်4ကကတာ only ဝယ်ရတာကျွန်တော်တော့ဝယ်လို့မရဘူးကတာတယောက်ကဝယ်ပြီးကျွန်တော်ပြန်ရောင်းတာရတယ်ဒါပေမဲ့ကျွန်တော်ကစထွက်ရဝယ်လို့မရဘူးအဲ့ price ကသူတို့ citizen နဲ့သူတို့နိုင်ငံမှာရှိတဲ့သူတွေအလုပ်လာလုပ်တဲ့သူတွေအတွက်ပဲတည်တံ့ပေးထားတာအဲ့လိုပဲ Russia တုန်းကလည်းအဲ့လိုပုံစံ category 4မှာရောင်းတဲ့အချိန်မှာ ာတာကအမေရိကန်ဒေါ်လာ206ဒေါ်လာပဲရှိတယ်ဒါပေမဲ့ပေးသက်တယောက်အနေနဲ့ဆိုရင်အမေရိကန်ဒေါ်လာ604ဒေါ်လာရဲ1003ဒေါ်လာရဲ1609ဒေါ်လာရဲဆိုပြီးအတီးတီးရှိတယ်ကျွန်တော်ကာတာမှာကျွန်တော်နဲ့ဒီ World Cup Final တော့ကြည့်တော့ဆိုတွေ့တဲ့ညီမလေးနှစ်ယောက်ညီလေးဆိုရင်တို့ကလည်း lucky draw ပေါက်တာ ထောင်ကျော်ဆိုတော့ category 2ဖြစ်လိမ့်မယ်ဒိုဟာမှာအဲသူတို့ final လာကြည့်တော့ကျွန်တော်လည်းကွင်းမှာတွေ့တယ်အဲ့ညီမလေးဆိုဒီ UK မှာနေတာပေါ့လေအဲ့အဲ့မှာတယောက်ညီလေးကစင်ကာပူမှာနေအခုတော့ဘယ်မှာနေလဲတော့မသိဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကသူတို့ဆိုရင် lucky draw ပေါက်တယ်ဒါပေမဲ့ face value ကတထောင်ပေးရတယ်တထောင်ပေးရတယ်အဲ့ဒါကကတာကမှဒါပေမဲ့ American မှာကျွန်တော်ခုနပြောလို့ category 4 local အတွက် US citizen American citizen Mexican citizen Canadian တွေအတွက်တီးတန့်က American dollar 2030ကစတယ် ဆိုတော့206ဒေါ်လာနဲ့2030ဆယ်ဆကွာတယ်ပြီးတော့မှဟိုက category 3ကိုကာတာမှာ604ဒေါ်လာရှိတဲ့အချိန်မှာအမေရိကန်မှာ2990 category 2ကအမေရိကန်ဒေါ်လာ4230ရှိတဲ့အချိန်မှာဟိုကောင်လေးက1000ပဲရှိတယ်လေးစားกว่าတယ် final ကျတော့အမေရိကန်ဒေါ်လာ6380ရှိပြီးတော့ဟိုကောင်လေးက1600ပဲရှိဈေးကအဆမတန်กว่าအဆမတန်ကျွန်တော်မှောက်ကူ market မှာဆိုတော့အသိန်းကောင်းရင်ကောင်းသလို price က5စ10စတက်တယ်ဗျာဘာကြောင့်ဒီလောက်กว่าလဲလို့ကျွန်တော်ပြောပြမယ် ဘာလို့ဆိုတော့ပတ်စံရှိတာနဲ့မရှိတာကွာတာပဲအမေရိကန်နိုင်ငံကကမ္ဘာမှာအကြီးဆုံး power house ဖြစ်တဲ့နိုင်ငံချမ်းသာတဲ့နိုင်ငံလို့အားလုံးသိထားကြပါမယ်တကယ်တမ်းချမ်းသာတာကအရှိလေပိုင်းနိုင်ငံတွေကိုရှင်းကိုရှင်းလို့မပြောင်းဟိုကောင်တွေကချမ်းသာတာရဲရဲဆက်ဆက်အစိုးရကချမ်းသာတာအားလုံးချမ်းသာတာဆိုတော့ဒီနေရာမှာကျွန်တော်ပြောပြမယ်ကမ္ဘာဘာပြိုင်ပွဲမှာကတာရီကတာဘာကြောင့်အဲ့လောက်ထိဈေးပိုပိုနဲ့ရောင်းနိုင်လဲဆိုချက်သူတို့မှာပတ်စံအများကြီး investment လုပ်လိုက်တဲ့အတွက်ပဲဒီကမ္ဘာဘာပြိုင်ပွဲကိုကျွန်တော်2006ကနေစတယ် 2006ဂျာမနီမှာလုပ်တဲ့ကမ္ဘာဖလားပြိုင်ပွဲ2006ကဂျာမနီမှာလုပ်တဲ့ပြိုင်ပွဲအဲ့ပြိုင်ပွဲမှာအီတလီချန်ပီယံဖြစ်တယ်ဘာလင်မှာဖိုင်နယ်ကန်သွားတယ်အဲ့တုန်းကဂျာမနီကအင်ရှင်ဖြစ်ခြင်းပါတယ်ကမ္ဘာဖလားပြိုင်ပွဲကိုအမေရိကန်ဒေါ်လာ9.5ဘီလီယံသုံးပြီးတော့အဲ့ဝေါ်ကပ်ပြိုင်ပွဲကြီးတစ်ခုလုံးဖြစ်အောင်လုပ်ခဲ့တယ်အဲ့ကနေမှရှင်2010ဆောက်သဖရိကတောင်အာဖရိကမှာလုပ်တဲ့ကိတ်တောင်းကဖိုင်နယ်ကွင်းထီကိုဘိုလူပွဲတစ်ခုလုံးအထီကိုပြိုင်ပွဲမှာတောင်အာဖရိကကအမေရိကန်ဒေါ်လာ3ဘီလီယံနဲ့4ဘီလီယံကြားသလိုသုံးတယ် ုက်နောက်မှာ2014ဘရာဇီးလ်မှာကျင်းပတဲ့ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးလ်က31.6ဘီလီယံထိသုံးတယ်တောင်အာဖရိကနဲ့ရှင်တော်တော်ကြီးကိုသုံးလိုက်တယ်ဂလီးစားလောက်နီးပါးသုံးလိုက်တဲ့သဘောဖြစ်ပြီးတော့အိုက်ကတ်မာစီရုရှားကိုရောက်တဲ့2018မှာအမေရိကန်ဒေါ်လာ14.2ဘီလီယံသုံးတယ်ဝေါ်ကတ်တစ်ခုလုံးအတွက်ရုရှားကအင်ရှင်လုပ်တဲ့အချိန်မှာအဲ့မှာရုရှားကလည်း FIFA transport တွေ local public transport တွေကိုဘလုံးပွဲရှိတဲ့နေ့တိုင်းမှာလက်မှတ်နဲ့ ID ပြရင် free စီလို့ရတယ်ပြီးတော့မှာ 2018ရုရှားပြီးတဲ့အချိန်မှာ2020ကာတာကမ္ဘာဖလားပြိုင်ပွဲမှာကာတာနိုင်ငံကအမေရိကန်ဒေါ်လာတန်220ဘီလီယံသုံးတယ်20ဘီလီယံတော့မဟုတ်ဘူး220ဘီလီယံသုံးတယ်220ဘီလီယံဆို200ပဲဖယ်လိုက်ဟို20ဘီလီယံဆိုတော့အရင် World Cup ဒီထက်ကိုရုရှားမှာလုပ်တဲ့ World Cup ထက်ကို6ဘီလီယံနီးပါးပိုတယ်အဲ့တော့မှသူကနောက်ထပ်200ထပ်သုံးထားတယ် ဆို every single နေရာတိုင်းမှာကတာမှာဘာဖြစ်လဲ transportation free ကျွန်တော်တို့ shopping market သွားမလား free ဈေးသွားမလား free တံပယ်သွားမလား free beach သွားမလား free ဘောလုံးပွဲ queen to queen stadium to stadium အကုန် free ကျွန်တော်တဲတဲ့နေရာကနေဘောလုံးကွင်းသွားရင် free အဲ့ဘောလုံးကွင်းကနေနောက်တစ်ကွင်းကိုသွားတာ free နောက်တစ်ကွင်းကနေနောက်တစ်ကွင်းကိုသွားတာ free နောက်တစ်ကွင်းကနေနောက်တစ်ကွင်းကိုသွားတာ free အဲ့ရမှာကျွန်တော် queen to queen မသွားဘဲနဲ့ကိုနေတဲ့နေရာကိုပြန်မယ်ဆိုလဲအကုန် free ကွင်းထဲမှာကျွန်တော် muffler လေးတွေ flat လေးတွေတွေ့မလားအဲ့ဒါအကုန် free အနာအပြင်ကိုပါလေနောက်ဆက်တွဲအနေနဲ့ကျွန်တော်တို့တချို့နေရာတွေမှာရေတံဘူးတွေအကုန်ပစ်ချပေးတာလေကျွန်တော်တို့လမ်းဘေးမှာရှိတဲ့ toilet ကအစ temporary toilet เนาะအထက်ထဲမှာ air condition အပြည့်ပါတယ်ရှေ့မှာ toilet ဆိုရတဲ့အမဲရေဒီပိုင်ဆိုတော့ချော်လဲမှာဆိုတော့အဲ့ချော်လဲမဲ့နေရာမှာမောတိုက်နေတဲ့သူတွေရှိတယ် every single way တဲ့မှာ volunteer အပြည့်ရှိတယ်အခုအဲ့အတွက်ကြောင့်သူတို့ကပတ်စံနေအများကြီးအသုံးချတယ်ပြီးတော့ဘလုံးပွဲကြီးတဲ့ပိဋကတ်တွေကို once a lifetime လူတိုင်းတက်နိုင်အောင်သူတို့ကလုပ်ပေးတဲ့အတွက်ကြောင့်တန်း220ဘီလီယံသုံးပြီးတော့အကုန်လုံးညီပါ free ကုန်ကြပါလေးလက်မှတ်ရှိမယ်လေးလက်မှတ်တစ်ခုရှိမယ်ပြီးရင်ဘလုံးဘွက်လက်မှတ်တစ်ခုရှိမယ်ကိုစားတာတောက်တာဒါပဲဒါပဲအများကြီးမရှိဘူးကျန်တာတွေအကုန် free ဗျာကျွန်တော်ယူရိုပြိုင်ပွဲသွားကြည့်တယ်မ free ဘူးအကုန်ပေးရတာ ရုရှားတော့ကလည်းအိုက် transportation free ထားပါတော့ဒီနေ့မော်စကိုမှာဘလုံးပွဲကံမယ်ကျွန်တော်မှတ်မိရဘယ်ဂျီယံပွဲရှိတယ်ဆိုတော့ Spartak Moscow ကိုမှကံတဲ့ခါမှာအဲ့ကြိုင်ဘာဖြစ်လဲကျွန်တော်အိုက်နေ့ပွဲရှိတဲ့ ticket လေးကိုပြလို့ရှိရင်အိုက်မှာ transportation က free ပြီးရင်တစ်မျိုးနဲ့တစ်မျိုးကျွန်တော်ဂျပန်ပွဲသွားကြည့်တယ် Saran မှာသွားကြည့်တယ်အဲ့သွားကြည့်လို့ရှိရင်73နာရီစီးရရင် FIFA Transport ဆိုတဲ့ website တွေကို FIFA ရဲ့ transport တွေဝင်ပြီးတော့ကျွန်တော်လက်မှတ်ပြပြီးတော့ဘလုံးပွဲဝယ်ပြီးတော့အသွားပြန်ယထာ book လုပ်လို့ရတယ်အဲ့ဒါ free ပြီးတော့ entry ကရုရှားလုံးကလည်း free entry ကာတာလုံးကလည်း free entry ရတယ်ဒါပေမဲ့ American မှာအခုချိန်ထိ free entry ပေးလာဘယ်သူမှမသိဘူးမက္ကဆီကိုကလည်း free ဝင်လို့ရလားကနေဒါ free ဘူးဘာမှမသိဘူးအသေးချာတော့ကာတာအကောင်းဆုံးပြိုင်ပွဲဖြစ်တယ်64ပွဲလုံးကြီးနိုင်တယ်ဗျာပြည်သက်တယောက်နေနဲ့အပင်ပန်းခံနိုင်ပွဲစဉ်1ကျွန်တော်မှတ်မှတ်ရပွဲစဉ်1ကနေ့လယ်တနားကြီးမှာစတယ်ပွဲစဉ်1ကို၄နာရီမှာစတယ် ပွဲစဉ်3ကိုည9နိုင်မှစတယ်ပွဲစဉ်4နောက်ဆုံးပွဲကိုည10နိုင်မှစတယ်ဒါပေမဲ့ဘယ်ပွဲပဲဖြစ်ဖြစ်ကိုတဲတဲ့နေရာကိုအရောက်ပြန်ပို့ပေးတို့တို့မှာဘတ်စ်တွေရှိကြိုက်တဲ့နေရာတော့ဆိုဘာဖြစ်လဲအတယောက်ထဲနဲ့ကျွန်တော်တနေ့လုံး၄ပွဲကြည့်လို့ရတယ်ဗျာဆိုတပွဲနဲ့တပွဲချားမှာ2နာရီအချိန်ချားတယ်ကျွန်တော်ပွဲပြီးသွားပြီဆိုတော့အဲပြီးတဲ့စတေရှင်ကနေကျွန်တော်ကွင်းကထွက်သွားပြီဆိုတော့အဲတခြားကွင်းဘလုံးကွင်းအရောက်ပို့ပေးတဲ့ဘတ်စ်တွေက ready ပဲ မို့ကိုလာတဲ့နေရာကိုပြန်ပို့ပေးတာရှိတယ် train station ပဲတည်တံသွားတယ်လို့ရှိတယ် shopping center သွားခြင်းနဲ့ကောင်တည်တံရှိတယ်ဒီ pray လုပ်ခြင်းနဲ့သူတွေ temple ကိုသွားခြင်းနဲ့သူတည်တံရှိတယ် beach ကိုတချို့ကွင်းနေပါဥပမာ974ဆိုတဲ့ container တွေနဲ့တိဆောက်ထားတဲ့ကွင်းပေးမှာ beach ရှိတယ်အဲ့ beach ကဘလုံးမွက်တွေမရှိရင်အဲ့ beach ကိုဖွင့်ပေးတယ်အဲ့ကို free သွားမလားဆိုတော့ပြောချင်တာသူတို့မှာပတ်စံအရန်ရှိတယ်ဒါပေမဲ့ American မှာပတ်စံမရှိဘူး Russia မှာပတ်စံမရှိဘူး Brazil မှာပတ်စံမရှိဘူးတခြားနိုင်ငံမှာပတ်စံမရှိဘူး ဆော်ဒီအာရေဗျာလည်းမထင်သေးနဲ့ဆော်ဒီအာရေဗျာ maybe ရက်ဒေတာတောက်ခွင့်ရချင်မှရမယ်ဒါပေမဲ့ကျန်တာလည်းဒီကောင်တွေလည်းအများကြီးသုံးပါပဲ maybe ကာတာလောက်သုံးချင်မှလည်းသုံးမယ်ဒါပေမဲ့တေချာတာတော့အရှိအလေပိုင်းနေမှာလုပ်ရင်ဝေါကက်ကအကုန်ကြည့်နိုင်တယ်ဒါပေမဲ့ကာတာအာတာချက်ကနိုင်ငံလေးရဲ့တည်တည်လေးဖြစ်တဲ့အတွက်ကြောင့်ပေးသက်တယောက်နေနဲ့ပွဲတိုင်းနှိပါကြည့်နိုင်တဲ့ affordable price ကြီးတယ်အဲ့ချက်ကတို့ရဲ့အဓိကအာတာချက်ပြီးတော့ကွင်းတိုင်းကွင်းတိုင်းမှာပေးသက်တွေအတွက်ဘလုံးပွဲကြည့်လို့ရမယ် fan zone ရှိတယ် ကျွန်တော်နိုင်ငံတိုင်းမှာရှိဒီရုရှားမှာဆိုရင်ဘလုံးကွင်းသားမှာဖန်ဆောင်မထားဘူးဘလုံးကွင်းနဲ့ခါဝေးဝေးမှာဖန်ဆောင်ထားတာဒါပေမဲ့ကတားမှုဘလုံးကွင်းဘေးမှာလည်းထားတာဆိုဘာဖြစ်လဲပွဲမတိုင်ရင်အဲ့မှာကြည်ပြီးရင်ကွင်းထဲဝင်ကြည့်ဆိုပြောချင်တဲ့ချက်ကအမေရိကန်နိုင်ငံဘာကြောင့်ဘလုံးကွင်းလက်မှတ်ဈေးကြီးလဲကနေဒါဘာကြောင့်ဈေးကြီးလဲဘာကြောင့်မက္ကဆီကိုမှာဈေးကြီးလဲရှင်းရှင်းလေးပဲ220ဘီလီယံသုံးတဲ့ကတားကပတ်စံအရန်ချမ်းသာတဲ့အတွက်ကြောင့်သူတို့လက်မှတ်တွေကို affordable ဖြစ်အောင်လုပ်ထားတယ်ဒါပေမဲ့အမေရိကန်ကမလုပ်နိုင်ဘူး ကလီရာမလုံနိုင်ဘူးမက်ဆီကိုမလုံနိုင်ဘူးဟိုးကောင်တွေ220ဘီလီယံလောက်မသုံးနိုင်ဘူးသူတို့မှာသုံးရင်သူတို့တိုင်ပတ်သွားမှာပဲသူတို့ပြဿနာရှာမှာဆိုရာမင်းဒီလောက်သုံးလားဆိုပြီးတော့ဖြစ်မှာသဘောတရားရှင်းရှင်းနဲ့အရန်တိတာအရန်ကွာပတ်စံအရန်တိတာဆောက်ကျွန်တော်ဘွားမှာကျွန်တော်ကြည့်ဘူးတဲ့ဝေါ်ကတ်တွေရှိတယ်ကျွန်တော်ဝေါ်ကတ်တွေတော်များကြည့်ဘူးတယ်ယူရိုတွေကျွန်တော်ကြည့်ဘူးတယ်ကျွန်တော်အမြင်တော့ဗောလေကျွန်တော်ပေးတဲ့ဘောလုံးပေးတဲ့တယောက်အနေနဲ့ဘလုံးဝဲကြည့်ဖို့လွယ်ကူတာရောအားလုံးပြဿနာရံဖြစ်တာပါညာမဖြစ်တာအကောင်းဆုံးကကတ္တာအကောင်းဆုံးပဲ ။နောက်ဆုံးမြန်သူတို့ကပက်ထရိုပိုးတဲ့နိုင်ငံဖြစ်တဲ့ကြောင်းကျွန်တော်သွားကျင်တဲ့ဘတ်စ်နဲ့မသွားဘူးဆိုရင်တော့ကျွန်တော်မလုပ်လေ Uber ကားသွား Uber ရှိပဲဆိုတော့ပက်ထရိုကအရန်ပိုးတော့ရန်စည်းပိုးတယ်။တနာရီတနာရီခွဲလောက်စီးမှာကျွန်တော်တို့က9ပေါင်10ပေါင်တော့ပေးရပြန်10ပေါင်မစီမှာပဲတော်တော်ဈေးသက်သာတယ်ဗျာ။ဆိုတော့အဲ့ဒီချက်တွေကကျွန်တော်ဘာကြောင့်ကာတာဟာလက်မ price အရန်နေတယ်ဆိုတဲ့အချက်ပဲ။ သူတို့ရှင်းရှင်းလေးပြဝေါ်ကက်ကြီးဂျင်ပါဘူးတို့တို့ကကျွမ်းကျင်တဲ့သူတွေအလုပ်သမားတွေအားလုံး worldwide ကနေ6လလောက်သူ train ပြီးတော့မလုပ်တာပြီးတော့ juice system က brand new juice system เนาะကာတာမှာရှိတဲ့အဲ့ဒီသူတို့ရဲ့ train MRD လို့ခေါ်တာကျွန်တော်မမှတ်မိတော့အဲ့ train system တို့ brand new ပဲလုံးဝကောင်းတယ်ခုံကလည်းရှေ့တကယ်မိုက်တယ်ဆိုပြောချင်တဲ့အချက်ကပါဆိုကျွန်တော်အမေရိကန်မှာအဲ့လိုပုံစံမျိုးတွေ့ချိန်မှာတွေ့ရမှာ အမေရိကန်မှာကျွန်တော်တို့နယူးယောက်လိုမြို့ကြီးတွေမြို့ကြီးတွေမှာတော့ okay အနာကောင်းစစ်စံနေရှိနိုင်ပေမဲ့တခြားမြို့တွေမြို့တွေမှာကျွန်တော်တို့ရှိဖို့ခက်တယ်အများပြင်းက public transport တဲ့အကုန်လုံးကကိုပိုင်ကားသုံးတာကျွန်တော်ပြောချင်တာကမ္ဘာဖလားပြိုင်ပွဲတစ်ခုကျင်းပရင်ဗျာလာကြီးတဲ့ပြည်သက်တွေအားလုံးကကိုယ့်အောင်ကိုကားမောင်းမဖြစ်နိုင်ဘူးဘယ်သူမှနိုင်စင်အကုန်လုံးရှိတာပေါ့ဘူးပြီးတော့နိုင်ငံခြားမှာနမောင်းဖို့ဆိုတာလေလူတိုင်းကမလွယ်ဘူးဗျာသူ FIFA ကအမေရိကန်နဲ့တခုခုကိုတခြားပေါ့ agreement တခုခုယူလိုက်မယ်ဘာလို့ဆို transportation အတွက်နေရာတိုင်းမှာအသေးနိုင်ကတစီငါကားငှားပြီးတော့ရှောက်သွားဖို့ခက်တယ်ဗျာ ဆိုဒီမီလီယံချီတဲ့လူပိတ်တက်ကြီးကိုသူတို့ကောင်းကောင်း စားပစ်ပေးနိုင်တဲ့ transportation ဒါအမေရိကန်မှာနေလူတွေပိုသိပါတမျိုးနဲ့တမျိုးကိုသွားတဲ့ရထားတွေရှိကြမှာလည်းရှိမယ်ရှိနေရှိမယ်ဒါပေမဲ့ကွင်းတိုင်းကွင်းတိုင်းကိုသွားလို့ရအောင်သူတို့ဘလို့စီစဉ်မလဲအခုချိန်ဒီအဖြေမရှိဘူးအဖြေမရှိဘူးရုရှားတော့ရှိတယ်ပဲကျွန်တော်စီးတဲ့အိတ်နိုင်ရထားအိတ်စီးလို့ရတဲ့ရထားတွေ ਨੇ ကျွန်တော်အဲ့ရနေအိတ်သွားလိုက်ပြီးနိုးလာရင်အိုက်ကွင်းရောက်ပြီဘလုံးပွဲပြီးသွားရင်သွားမနေ့3နိုင်လောက်ဆိုအဲ့ရထားပြန်လာတယ်အဲ့ရနေပြန်လိုက်သွားနောက်နေ့ကျရင်ပြန်ရောက် ဲ့လိုပုံစံမျိုးပြီးအဲ့ဒါဒီအကုန်လုံး free ပြ။ဆိုတော့အဲ့ဒီချက်တွေကအရန်ကွာတယ်ဆိုတော့အခုကျွန်တော်တို့အခုနားလည်ထားတာပေါ့လေအမေရိကန်အစိုးရကအခုကမ္ဘာဖလားဝင်တဲ့ visa ကိစ္စကိုအခုလောလောဆယ်ထိသဘောတူညီမှုမရသေး visa ကို အပြည့်အဝ free ပေးမှလာပါလားညာလားဘာမှမပေးသေးဘူးတချို့ကလည်းဘာပြောတော့ EU နဲ့ UK နိုင်ငံသူတွေကတော့ work out ကို visa မလိုဘဲနဲ့ free သွားလို့ရတယ်ဒါပေမဲ့တချို့ asia country တွေကိုတော်တော်များများတော့သူတို့ restrict လုပ်ထားတယ်သူတို့က visa ကို application နဲ့ form နဲ့ visa apply လျှောက်ရမယ်တချို့ပိတ်ထားတဲ့နိုင်ငံတွေဥပမာကျွန်တော်မြန်မာနိုင်ငံဆိုလဲပိတ်ထားတဲ့သူတွေရှိအဲ့ဒါတွေဆိုရင်ဘလို့ပုံစံသူတို့စဉ်းစားပါလေတချို့နိုင်ငံတွေကိုဘလုံးပွဲကြည့်ကြည့်လို့ရှိရင် visa apply လုပ်ရမယ် ပြီးရင်တခြားနိုင်ငံတွေလိုပဲ queue system နဲ့တွားပြီးတော့သူတို့အများကြီးအဲ့လို visa ပြန်လျှောက်ရတာတို့ဘာလို့သူတို့မှ US embassy ကနေသူတို့ face to face interview တွေလုပ်ရတာသူအဲ့ဒါတွေလည်းသူတို့လုပ်ရမယ်သူရေးထားတာနော် face to face interview တွေရှိမယ် now ခါတိုင်း in US ကိုလျှောက်တဲ့ပုံစံတိုင်းပဲ embassy ကတဆင့်တွားရမယ်ပေါ့လေ triangle administration ကနေအတည်ပြုထားတယ်ဆိုတော့အခုလောလောဆယ်မှာ FIFA ကနေအတိအကျမထွက်သေးဘူးဒါပေမဲ့တေးကြတာတော့ Russia တော့က visa free ကာတာတုန်းက visa free ကျွန်တော်မမရရကာတာကိုဒိုဟာဝင်တဲ့ခါမှာကျွန်တော်အဲ့ hair cut လေးပြရတဲ့ခါမှာ welcome to qatar ပဲဘာမှတော့ passport မကြည့်ဘူးတန်းဝင် russia တော့ကျွန်တော် fan id လေးရှိတယ် pdf file လေးပေါ့ဗျအဲ့ pdf file လေးပြတာဘာမှမကြည့်ဘူးတန်းသွားပဲ airline တွေမှာလည်းမလို့တန်းပြီးဝင်လာဆိုတော့ပြောချင်တာက dj က american နဲ့ mexico နဲ့ canada နဲ့ blue ပုံစံကျွန်တော်ဆုံးဖြတ်လိုက်တော့မသိဘူးတေချာတာတော့လက်မှတ်ခတွေဘာကြောင့်ဈေးပေါ်လဲ qatar ရှင်းတယ် 220ဘီလီယံဒေါ်လာကျွန်တော်ရှင်းရှင်းလေးပြကာတာအရန်ပူတဲ့နိုင်ငံဖြစ်တဲ့ကြောင့်ကျွန်တော်ဘလုံးပွဲပေးတတ်တည်းရဲ့ကြည့်တဲ့ထိုင်ကုန်အောက်မှာအဲကွန်လေးရှိတယ်အဲကွန်တန်တရှိကျွန်တော်ဖနောက်ပြကျွန်တော်ဖနောက်ရဲ့အောက်တဲတွေကိုဆိုထိုးတာသူကဒီကလိုထိုင်ကုန်ထိုင်နေဆိုဒီနောက်ထဲကိုထိုးတာဗျာထိုးတာအေးတခါကျကျွန်တော်ကဟိုအလံလေးတွေပတ်ပတ်ထားတယ် အဲ့လောက်တိရရှိတာကျွန်တော် room temperature ကကျွန်တော်ပုံမှန်အဖြစ်ည9နာရီပိုးတယ်ည10နာရီပိုးဆို temperature 23လောက်ထားတယ်ညအစောပိုင်းပိုးတယ်ဆိုတခွင်းလုံးရဲ့ temperature က21လောက်ပဲထားတယ်အဲ့ဒါကျွန်တော် toilet မှာလည်းကျွန်တော်အမြင်နဲ့ video လေးရိုက်ထားရှိ25 23ဆိုပြောချင်တဲ့အချက်ကပါ completely different ပဲဘာကြောင့်လဲပတ်စံအများကြီးသုံးနိုင်တယ် America မသုံးနိုင်ဘူးကနေဒါမသုံးနိုင်ဘူး Mexico မသုံးနိုင်ဘူး Germany မသုံးနိုင်ဘူး Brazil မသုံးနိုင်ဘူး Russia မသုံးနိုင်ဘူးဆိုတော့ ကျွန်တော်2030ဆော်ဒီမှာကျင်းပရင်လည်းပိုတော်ကောင်းအောင်လည်းကောင်းလာမယ်တေချာတာတော့ကာတာလောက်မကောင်းအောင်လည်းမတခြားနိုင်ငံတွေဆိုကောင်းအောင်ပါပဲဘာလို့ဆိုသူတို့ကပတ်စံရှိလို့သဘောတရားအားလာပြီဆိုတော့ဒါကအခုလောလောဆယ်ဝေကတ်နဲ့ပတ်သက်တာရောဘာကြောင့်တိကက်ခါတွေအလောက်ဈေးကွာနေဆိုတဲ့အချက်တွေကျွန်တော်ရဲ့အတွေ့အကြုံနဲ့အခုလက်ရှိဖြစ်နေတဲ့ဝေကတ်နဲ့ပတ်သက်တဲ့ information ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်